ဂျိုရှွာဖန်နဲ့ပန်နိုဂျာတို့ဘွဲမတိုင်ခင်မှာသူတို့ရဲ့အင်တာဗျူးတွေနဲ့ပတ်သက်ပြီးတော့အဓိကအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မီနီယမ်မြန်မာကနေပြီးတော့ပြန်နေကြိုတင်လိုက်ပါ။ဂျိုရှွာဖန်နဲ့ပန်နိုဂျာတို့ကတော့ပြောရမယ်ဆိုလို့ရှိရင်တရားဝင်တစ်ယောက်တော်တော်လေး respect ရှိရတဲ့မှာပါတယ်။ဘွဲချိုအင်တာဗျူးတွေမှာဆိုလို့ရှိရင်လည်းပန်နိုဂျာကအဓိကအဖြစ်ပါပြောသွားလဲဆိုတော့သူ့အနေနဲ့ဒီသူ့ရဲ့နောက်ဆုံးတိုက်တဲ့ကာကွယ်ပွဲပြီးကြတဲ့ကနေပြီးတော့ဂျိုရှွာဖန်ကသူ့ရဲ့ပြိုင်ဘက်ဖြစ်လာမယ်ဆိုတာကြိုပြီးတော့သိခဲ့ရပါတော့။ ဒီလိုမျိုးတိကျတဲ့အတွက်ကြောင့်မလို့သူ့အတွက်ကလည်းပြင်ဆင်ခြင်းလုံးဝကောင်းကောင်းရတယ်။ဒါကလည်းသူတော်တော်လေးသဘောကျတဲ့အချက်ပြီးလို့ရှိရင်ဒီလိုမျိုးပြင်ဆင်ခြင်းရတာကဒါဂျိုရှွာဘန်အတွက်လည်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့နဲ့လည်းအရန်ကိုကောင်းနေဆိုပြီးတော့ပြောတော့တာရှိရပါတော့။ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့ဒီဘန်နိုချာကဂျိုရှွာဘန်ပေါ်မှာ respect တော်တော်လေးထားရပါတော့။ဒီ division မှာအကောင်းဆုံး fighter တစ်ယောက်နဲ့သူ့အနေနဲ့ထိုးတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝ short မတွက်တော့ဘူး။ပြီးတော့သူ့အနေနဲ့အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားတဲ့ဆိုပြီးတော့လည်း interview မှာတောက်လျှောက်ပြောခဲ့တယ်။ ပြောရင်ဒီလိုမျိုးပြားကိုဂျိုရှွာဖန်ကတကယ်ကောင်းတဲ့ကစားသမားဆိုတာကိုနှစ်ခေါက်သုံးခေါက်လောက်ကိုအင်တာဗျူးဖြေတိုင်းမှာပါခဲ့တယ်။ဒါမဲ့လေသူ့အနေနဲ့လက်ရှိပြောမယ်ဆိုလို့ရှိရင် Bound for Bound number 1 fighter ဖြစ်နေတယ်ပေါ့ဗျာ။အခု Marab တို့ India Dubouria တို့ပြီးလို့ရှိရင် Islam Makhachev တို့လိုမျိုး level ထိရောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အစွမ်းကုန်ပြင်ဆင်လာတယ်။ပြီးတော့ဒီသူပြောထားတဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ diet ပိုင်းနေမှာလည်းဘယ်လိုမျိုးခရူးဆိုင်ပြီးတော့စားတောင်းအောင်လဲဆိုတာရေးထိပါအသေးစိတ်ပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့ ကိုကိုတော့ဒါယုံကြည်မှုရှိရဆိုပြီးတော့ပြောသွားပါပြီးတော့ဂျိုရှော့ဗန်ကိုအဓိကဖန်တို့ကြချီးကျူးသွားတာနောက်တစ်ခုကကျတော့သူ့အပေါ် respect ပေးတဲ့ပုံစံအင်တာဗျူးတွေဖြေတဲ့ပုံစံကိုသူတောက်လျှောက်ကြည့်နေရပါတော့။ဥပမာဗန်တို့ကြကဂျိုရှော့ဗန်ရဲ့အင်တာဗျူးတွေကြည့်တယ်။ကြည့်တဲ့အချိန်မှာဂျိုရှော့ဗန်ပကတ်နေပြီးတော့သူ့ကိုယ်သူယုံကြည်မှုရှိတယ်ဆိုပေမဲ့အရင်ကြီးနှလုံးစပယ်နဲ့စကားစစ်တိုးအမျိုးလည်းမလုပ်တလို့ဗန်တို့ကြကအခုချိန်ထိကောင်းနေတဲ့ဖိုင်တာအသက်ကမကြီးသေးဘူး။တကယ်ဝိတ်တန်းမှာအကောင်းဆုံးဖိုင်တာအနေနဲ့ ဒီပွဲကိုတည်တည်ချာချာဖြေသွားတယ်သူ့ဘောလေးရက်စပက်ထားတဲ့အပေါ်ကိုချိုရှော့ဖန်ကတော်တော်လေးစမတ်ဖြစ်တဲ့လူတစ်ယောက်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုချိုရှော့ဖန်အဓိကပြောတဲ့စကားထဲမှာဆိုလို့ရှိရင်ဖန်နိုချာကိုသူနိုင်သွားတော့မှဖန်နိုချာကအသက်ကြီးနေပြီဆိုပြီးမပြောနဲ့ပေါ့နော်ဖန်နိုချာ35ပဲရှိသေးတယ်သူနောက်ဆုံးကန်ကာရိုဖရန့်စ်နဲ့ထိုးတော့လည်း35ဖြစ်တဲ့အတွက်ကြောင့်မလို့ဖန်နိုချာကအကောင်းဆုံးအချိန်ဒီမှာရှိသေးတယ်ဒါမဲ့သူကလည်းအဲ့လိုမျိုးအကောင်းဆုံးအချိန်ဒီမှာမှနိုင်ချင်တယ်ဆိုတဲ့ပုံစံမျိုးပြောသွားတာကို ဖန်တို့ချာအနေနဲ့တော်တော်လေးသဘောကျတဲ့အနေအထားမျိုးရှိပါတယ်။ပြီးတော့ဂျိုဂျွာဖန်ကိုလက်ရှိချိန်မှာတော်တော်လေးငယ်ရွယ်သေးတယ်။ပြီးတော့ဒီ2000ဘွန်ဖိုင်တာတွေပေါ့နော်2000ခုနှစ်နောက်ပိုင်းမွေးရဲ့ကစားသမားတွေအနေနဲ့လည်းဒါဂျိုဂျွာဖန်လိုမျိုးဂျိုဂျွာဖန်ကိုမြင်ပြီးတော့တော်တော်လေးအားကျအတူယူဖို့အဲကောင်းတယ်တို့လည်းသူ့အနေနဲ့ပြောသွားတယ်။ပြီးတော့ဂျိုဂျွာဖန်ကတော်တော်လေးကိုစားလောင်ပြီးတော့အောင်မြင်မှုကိုလိုချင်တဲ့ကစားသမားတယောက်ဆိုပြီးတော့လည်းချီးကျူးသွားပါသေးတယ်။ဒါကပြောရင်ဂျိုဂျွာဖန်နဲ့ပတ်သက်ပြီးတော့ဖန်တို့ကြာပြောသွားတဲ့စကားတွေ အဲဆိုလို့ရှိရင်ဂျိုရှောဖန်ကတော့ဘန်ဒိုချာအကြောင်းပါပြောသွားလဲပေါ့နော်အဓိကအဖြစ်တရင်ထောက်တွေကဂျိုရှောဖန်ကိုမေးရတာကကြတော့အရင်ပွဲတွေတော့ဆိုလို့ရှိရင်ဂျိုရှောဖန်ကတစ်နှစ်အတွင်းကိုပွဲရတာ၄ပွဲ၅ပွဲလောက်ထိထိုးတက်ခဲ့တာဖြစ်တယ်ပြီးတော့ ရှောင်းနှုတ်တွေးစီဝင်ထိုးတာလည်းတော်တော်လေးများတဲ့အတွက်ကြောင့်မလို့ full cam ကောင်းကောင်းပြင်ဆင်ခွင့်မရဘူးပေါ့နော်ဂျိုရှော့ဖန်ကိုဒီဘွဲမှာ full cam ပြင်ဆင်ခွင့်ရတဲ့အပေါ်မှာဘယ်လောက်ထိစိတ်ကျေနပ်မှုရှိလဲဆိုပြီးတော့မေးတဲ့အချိန်မှာဂျိုရှော့ဖန်ကအဓိကအဖြစ်သူ့အနေနဲ့ full cam ဝင်ရတာကိုလည်းသဘောကျတယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ချက်အနေနဲ့သူ့ recover မလုပ်ရတာတော်တော်လေးကြာပြီပေါ့နော်အရင်တော့ကလည်းသူ့အနေနဲ့တပွဲပြီးတပွဲတောက်လျှောက်ထိုးခဲ့တယ်ဆိုပေမဲ့ဒီလိုမျိုးဒီရက် နည်းနည်းကြာကြာနားယူလိုက်တဲ့အချိန်မှာမှဒုက္ခနာကပိုပြီး strong ဖြစ်လာတယ်ခန္ဓာကိုယ်ကဒါကိုလိုအပ်နေခဲ့တယ်လို့မြင်နေဆိုပြီးတော့ပြောတာပါဒီခါအဖြစ်ဂျိုဂျွာဘန်ကရှေ့မှာပွဲရီထိုးတက်တာအရန်ကိုစိတ်တဲ့အတွက်ကြောင့်မလို့ဒုက္ခနာကိုယ်က recover ဖြစ်ဖို့အချိန်မရဘူးဘောနော်နိုင်နာသာနိုင်နေဆိုပေမဲ့ဒုက္ခနာကိုယ်မှာ recover မဖြစ်တဲ့အရာလေးရှိရဲ့အေးအနေထားတွေကအခုကတ်မှာတော့တော်တော်လေးကိုအဆင်ပြေသွားပြီဆိုပြီးတော့ပြောခဲ့တယ်ပါပြီးတော့နောက်ထပ်ဆက်ပါဘောနော်ဂျိုဂျွာဘန်ကိုမက်ဒေါ်နယ်ရေးစားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တင်းနှောက်တွေကလည်းမေးပါသေးတယ်အဓိကအဖြစ် ဂျိုရှိုဗန်စားတဲ့စားတောက်တွေမှာဆိုလို့ရှိရင်တချို့အနေထားလေးမှာ clean မဖြစ်ဘူးပေါ့နော်ကစားသမားတစ်ယောက်ကလုံးဝဟိုလုံးဝ clean ဖြစ်တဲ့အစားအစာတွေစားရမယ်ပါညာဆိုပြီးတော့ပြောကြတဲ့ပုံမှာဘယ်လိုမြင်လဲဆိုတော့ဂျိုရှိုဗန်ကတော့ဒီအိုင်မဲဖြေလိုက်တာဟိုသူစားတဲ့ဟာတွေကပုံမှန်ဒါမှဒေါ်နယ်ကနေတဲ့တခါကျရင် orange juice တွေပြီးတော့ burger တွေအဲ့လိုမျိုးစားရပေါ့နော်ဒါမဲ့သူကချင်းတစ်ခုနဲ့တစ်ခုအခုပြောင်းမှာဆိုလို့ရှိရင်ဒီကြားထဲမှာမက်ဒေါ်နယ်ရှိနေတဲ့အတွက်ကြောင့်မလို့သူစားပြစ်တာဖြစ်ကြောင်းရယ် ပြီးလို့ရှိရင်အရန်ညင်းတို့အနေနဲ့နေထိုင်ဖို့ခရူးမဆိုင်တာမဟုတ်ပေမဲ့အရန်ညင်းလက်ဆွစ်ဖြစ်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဆိုတာမျိုးကိုပေါ်ပေါ်ပါပါပဲပြန်ပြီးတော့ဖြေသွားတာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့တော်တော်များများကဟို Brandon Rebel နဲ့ပွဲတော်ဆိုလို့ရှိရင် Joshua Van က Shawn Lewis နဲ့ဝင်ထိုးတာ ရှုံးလဲဘာမှမဖြစ်ဘူး AC ပဲဆိုပြီးတော့တော်တော်များများပြောကြတဲ့အပေါ်မှာ तू ကတော့အဲ့ဒါကိုလက်မခံဘူးဘာလို့လဲဆိုတော့ तू စပြီးတော့ထိုးတက်တယ်ဆိုကြတဲ့ကိုကရှုံးမှုထိုးတက်တာမဟုတ်ဘူး तू အနေနဲ့အနိုင်အောင်လုံးဝလုပ်ချင်လို့ထိုးတက်တာဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီပွဲမှာဆိုရင်လည်းဒါဂျိုဂျိုဗန်ကအရန်ငယ်သေးတယ်အခုမနိုင်ဘူးဆိုတော့နောက်10နှစ်လောက်အတွင်းဆိုရင်ချန်ပီယံကတေချာပေါက်ပြန်ဖြစ်မှာပဲဆိုပြီးတော့ပြောတဲ့စကားတွေကို तू အနေနဲ့သဘောမတူဘူးပေါ့နော် तू ထိုးတက်နေဆိုကြတဲ့ကိုကနိုင်မှုပဲရည်ရွယ်ချက်ပဲရှိရဲ့အဲ့အတွက်ကြောင့်မလို့ဒါသူ့ရဲ့ ဟိုချန်ပီယံကမ္ဘာကိုအားယူပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ confidence ဖြစ်ရှိပြောသွားတာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့ဂျိုရှွာဖန်ကအဓိကအားဖြင့်ပန်ဒိုချာကိုလက်ရှိရှေ့ကကျွန်တော် World Championship မှာရော USC မှာရောချန်ပီယံဖြစ်ခဲ့တဲ့ Demetrius Johnson ထပ်ထောင်မှနည်းနည်းလေးပို့ပြီးတော့ဒါ flyweight တန်းမှာဆိုလို့ရှိရင်လှုပ်ပြထားတဲ့ Go Fighter အနေနဲ့မြင်မိတဲ့အကြောင်းကိုတော့သူ့အနေနဲ့ပြောထားတယ်။ပြီးတော့သတင်းထောက်ကမေးတဲ့ချက်ကဘာလဲဆိုတော့ဒါပန်ဒိုချာက အဝင်အရန်ကြမ်းလေးရှိရမနော်ပြောင်ပြန်ပြတ်တွေကိုသူ့ရဲ့မာကုံနဲ့ယုံဟောက်တုံးပြီးဝင်နေအဲ့လိုမျိုးဝင်လာရင်ဘယ်လိုမျိုးစီစဉ်ထားလဲဆိုတော့ဂျူရှော့ဖန်က "तू ကလေကောင်တာပန်းရှင်းပိုင်းမှာတော်တော်လေးရတဲ့ကစားသမားပေါ့နော်ရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ तू အဲ့လိုမျိုးဝင်လာလို့ရှိရင်ဘယ်လိုဆက်ဖြစ်မလဲဆိုတော့ဒါကြီးကြတာပေါ့ဆိုပြီးတော့နည်းနည်းလေးဖော့ပြောလိုက်တာပါပြောချင်တာကဗျအဲ့လိုဝင်လာလို့ရှိရင်တော့ငါတုပ်ပလိုက်မယ်ဆိုပြီးတော့ပြောမှုနည်းနည်းလေးရည်ရွယ်ပြီးတော့မှ အဲအဲ့လိုမျိုးဝင်လာရတယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲကြည့်ကြရပါဆိုပြီးတော့အာအေးဆေးဆေးပြန်ပြီးတော့ပေါ့ပါပါပြန်ပြေသွားတဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်ပြီးတော့တတင်းနောက်နေရာဗာမင်းလဲဆိုတော့ဂျိုရှွာဖန်ရဲ့ submission to fan နဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကစိတ်ပူနေကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှေ့ကပွဲတွေမှာလည်းအဲ့လောက်ထိကြုံတွေ့ခဲ့ရမျိုးမရှိဘူးဒီအတွက်ကြောင့်မလို့ submission to fan မှာဘယ်လိုမျိုးပြင်ဆင်ထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဂျိုရှွာဖန်ကိုမေးခဲ့ပါသေးဂျိုရှွာဖန်ကအဓိကပြောတာကရှေ့ကပွဲတွေမှာ submission to fan ကိုမြင်တွေ့ခဲ့ရခြင်းမရှိတာကဘာလို့လဲဆိုတော့ တယောက်မှမှသူ့ကိုချုပ်ဖို့ကြိုးစားတဲ့အနေထားဟိုချုပ်ခံနေနေတာဒီမရောက်ခင်တော့သူ့ရဲ့ submission defense ကိုမြင်မြင်ခဲ့ရတာပေါ့နော်တကယ်လို့အေးနေတာဒီရောက်ခဲ့တယ်ဆိုလို့ရှင်နေသူ့အနေနဲ့ submission defense ဘိုင်းကိုတရားလေ့ကျင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘိုင်းမှာဘာမှပြဿနာမရှိဘူးဆိုပြီးတော့ confidentiality ဖြစ်နေတာဖြစ်ပါ ဒါလည်းမှန်တော့မှန်ပါ UFC ကိုရောက်ကလေးကသူ့ကိုဆွဲလှဲတဲ့ကစားသမားအရှိရဲ့ကျွန်တော် Rise Survivor ဘာလို့ဆိုလဲဆွဲလှဲတယ်ဒါပေမဲ့ဘရော့မှာ submission လုံးလို့ရလောက်တဲ့အနေအထားကြီးမရောက်ဘဲနဲ့ Joshua Van ကတော်တော်များများတိတ်တောင်းတဖန်နဲ့လုံးပလိုက်တယ်ဘာလို့လဲဆိုတော့ Joshua Van တိတ်တောင်းတဖန်80ရာခိုင်နှုန်းလောက်ရှိရတဲ့အတွက်ကြောင့်မလို့စိတ်ကမှဆိုလို့ရှိရင်ချစ်ခါလောက်ကသူကတဖန်လုပ်ပြီးသားပဲကျန်တဲ့နှခါမှဆိုရင်လည်းမြေပြင်ပေါ်ရောက်သွားသည့်တိုင်အောင်ချုပ်ခွက်ဝင်လူဆဲဆဲဖြစ်သွားတဲ့အနေအထားကြီး Joshua Van ကတခါမှမရောက်ဘူးပေါ့ဒီဘွဲမှာဆိုလို့ရှိရင်တော့ ဘန်နိုဂျာအနေနဲ့အဲ့လိုနေထားမျိုးကြောင့်တုံနိုင်မလားရောက်သွားတယ်ဆိုလို့ရှိရင်ရောဂျိုရှော့ဘန်အနေနဲ့ဘယ်လိုမျိုးရုံထွက်ပြမလဲဆိုတာကပရိသတ်တွေတော်တော်လေးစိတ်ဝင်စားနေတဲ့အချက်ဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါဂျိုရှော့ဘန်နဲ့ဘန်နိုဂျာတို့ကကျွန်တော်တို့ဒီတတင်းလာရှင်းနေပွဲတွေပိုင်းလုပ်တဲ့အချိန်တိုင်းဖြည့်တဲ့အနေထားမှာတယောက်နဲ့တယောက်တော်တော်လေး respect ပေးတဲ့အနေထားမျိုးရှိတယ်ပြတော့ကိုကိုလည်း confidence ကနှစ်ယောက်လုံးကအပြည့်ရှိနေတဲ့အနေထားပါဒါကတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတာကဒါတို့ရဲ့ပွဲကြို စကားတွေတဲကကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုအဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပေးပါအားလုံးကိုကျေးဇူးတင်ပါ